အော်တိုဘာလကုန်ပိုင်းမှာထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်တက္ကသိုလ်ရဲ့တဘာဝပတ်ဝန်းကျင်သိပ္ပံသူတည်တနာဌာနရဲ့အစိုးပိုင်းလိလာချက်အရာတန်လွင်မြင့်ရေဟာအာဆင်နစ်အစိတ်တက်ဘေကင်းလုံခြုံမှုအဆင့်ထက်၅ဆကျော်ပိုများပြီးညဉ့်ဉန်းပျော်ဝင်နေတယ်လို့သိရှိရတဲ့အတွက်ထိုင်းနိုင်ငံရဲ့ညဉ့်ဉန်းမှုထိန်းချုပ်ရေးဌာနကတိုင်းတာစစ်ဆေးမှုတွေပြုလုပ်နေကြပြီဖြစ်ပါတယ်။ဒီလိုတိုင်းတာစစ်ဆေးမှုတွေဟာမြန်မာနိုင်ငံဘက်ခြမ်းကမီးရှားနဲ့ရွှေသက်တူလောက်ွက်တွေကြောင့် ချင်းရိုင်းခရိုင်နန်းခုံမြင်းနဲ့မဲဆိုင်ချောင်းတွေမှာအာဆင်နဲ့အဆိပ်သင့်မှုတွေဖြစ်ပွားနေတာကြောင့်ထိုင်းနိုင်ငံတွေကိုစီးဝင်နေတဲ့တန်လွင်မြင်းနဲ့တောင်ရင်မြေဆောင်ရနေရာကိုချင်းမိုင် တက္ကသိုလ်ကဦးဆောင်ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တာလို့မြချောင်းအရေးကကွယ်စောင့်ကြည့်သူတွေကဆိုပါတယ်။ဒီလိုစစ်ဆေးတွေ့ရှိချက်ကြောင့်ထိုင်းသဘာဝရင်းမြစ်များနဲ့သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကနိုဝင်ဘာလ၄ရက်နေ့ကတန်လွင်မြေအဆိပ်သင့်နေမှုကိုချက်ချင်းစုံစမ်းစစ်ဆေးဖို့ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ ထိုင်းဘက်ခြမ်းတန်လွင်မိကန်းတခြားဒီသားကထိုင်းပြည်သူလူထုကိုလည်းတန်လွင်မြေကြီးကိုဓာတ်ရိုက်ထိတွေ့တာတွေမလုဆောင်ကြဘူးနဲ့မြင်ငါးစားသုံးတာမပြုလုပ်ဖို့တတိပေးချက်လဲထုတ်ပြန်ခဲ့ပါတယ်။တန်လွင်မြေဟာမြန်မာနိုင်ငံရဲ့ရှမ်း၊ကရင်နီ၊ကရင်နဲ့မွန်ပြည်နယ်တို့ကိုဖြတ်တန်းစီးဆင်းနေတာလည်းဖြစ်ပြီးမြန်မာနိုင်ငံမှာလည်းတန်လွင်မြေကိုအမိပြုနေထိုင်သူတွေရှိကြပါတယ်။ကရင်မြေချောင်းများစောင့်ကြည့်ရေးအဖွဲ့ကတော့တန်လွင်မြေဟာမြန်မာတိုင်းနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့အတွက် ဒီပြဿနာကိုထည့်သွင်းစဉ်းစားသင့်ပြီလို့ဆိုပါတယ်။ကရင်မြောင်းများစောင့်ကြည့်အဖွဲ့ကတာဝန်ရှိသူတယောက်ဖြစ်တဲ့စောဝါအေထူးကတော့တန်လွင်မြစ်အစိတ်တင်တာဟာဘာကြောင့်ဖြစ်ရလဲဆိုတာကိုလည်းရှင်းပြခဲ့ပါတယ်။ ဒီတတ်ထုတူရဲ့ကိစ္စပေါ့နော်တတ်ထုက rare earth mining ကြီးကြောင့်လို့ဟိုသူများတွေကတော့ထောက်ပြကြတယ်ပေါ့နော်ဒါပေမဲ့တည်တည်ခုနပြောတည်တည်ချာချာတော့သူတင်နာပြုပြုဖို့လိုတယ်ပေါ့အဲနောက်တစ်ခုကျတော့ကျွန်တော်ဒီအဲတန်လွင်မြစ်ဘေးမှာအာတချို့တနိုင်တပိုင်အဲလိုမျိုးရွှေတူးတဲ့ကိစ္စတွေရှိတယ်အဲပြီးတဲ့အခါကျတော့အာဒီဒီဟာတွေကနေပြီးတော့မှလဲခုနရွှေရှာတဲ့မှာတုံးတဲ့အဲဒီ mercury ရောစသဖြင့်ဒီကနေထွက်လာတဲ့ ထွက်လာတဲ့အညစ်အကြေးတွေကလည်းဒီဒီကျွန်တော်ထင်တာအာဆင်နယ်တက်ကိုပိုပြီးမှများစီမယ်လို့ထင်တယ်ပဲ။အော်ကျွန်တော်ထင်တာအဓိကတော့တတ်ထူတူရဲ့ကိစ္စတွေဟိုတနိုင်တစ်ပိုင်းရွှေတူးတဲ့ကိစ္စတွေနောက်ပြီးတဲ့ခါကျတော့ဟိုအပေါ်ပိုင်းမှာဆိုရင်ဟိုဆိုတော့တတော်ပြုံးတဲ့ကိစ္စတွေစသဖြင့်ဒါဒါမျိုးတွေပေါ့နော်။ဒါမျိုးတွေကြောင့်ဟိုဆိုတော့ဖြည်း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 ချင်းနဲ့ဒီဒီဟာတန်လွင်မြေပေါ်မှာတက်ရောက်မှုရှိလာတာတွေပေါ့နော်။အာဆင်နယ်အစိတ်အသိမှုဟာ ချက်ချင်းကြီးယောဂလက္ခဏာပြသမှုမရှိဘဲကိုယ်ခန္ဓာအတွင်းဝင်ရောက်မှု အနည်းများပေါ်မူတည်ပြီး၅နှစ်ကနေ၁၅နှစ်အထိကြာမှသာယောဂလက္ခဏာပြတတ်တာလည်းဖြစ်ပါတယ်။အာဆင်းနှင့်အဆိပ်သင့်ရင်အရေပြားပြဿနာတွေဖြစ်တတ်ပြီးစီအိမ်၊ကြောက်ကပ်အဆုတ်ကင်ဆာနဲ့သွေးကြောယောဂတွေလည်းဖြစ်ပွားနိုင်တာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖမ်းမြို့နယ်တန်လွင်မြစ်ဘေးကကြေးရွာတစ်ခုမှာနေထိုင်လာခဲ့တဲ့အသက်50ကျော်အရွယ်စောချစ်ဦးအမိလွဲကတော့တန်လွင်မြစ်ထဲက ရာသီပေါ်ကျွန်းတွေမြင်းနုကျွန်းတွေမှာစိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်နေသူဖြစ်ပါတယ်။သူဟာငယ်စဉ်ကတည်းကတန်လွင် မြစ်ပေါ်မှာမိခိုးပြီးနေထိုင်လာတာဖြစ်တယ်လို့မြည်ရီချူမြည်ရီတောက်ပြီးကြီးပင်းလာတာဖြစ်တယ်လို့ဆိုပါတယ်။စိုက်ပျိုးရေးလုပ်ငန်းလုပ်ကင်တယ်လို့မြစ်ထဲမှာငါးဖန်းနာမြစ်ထဲမျောလာတဲ့ထင်းတွေတစ်တုံးတွေဆဲပြီးထင်းအဖြစ်ရောင်းချတာတွေနဲ့တစ်ဖက်တစ်လမ်းကဝင်ွေရတယ်လို့လည်းဆိုပါတယ်။အစိမ့်သိမှုတွေရှိနေရင်တော့မိသားစုစားဝတ်နေရေးအတွက် တန်လွင်မြင့်နဲ့ကင်းလို့မရဘူးလို့လည်းဆိုပါရယ်သူရဲ့ပြောဆိုမှုကိုတော့လုံချုံကြီးချီနေရ DVB သတင်းတောက်တယောက်ကအတန်စားထိုးဖတ်ကြားပေးထားပါရယ်တန်လွင်မြင့်ရညဉ့်ညမ်းလာတာတွေတော့ကျွန်တော်တို့သိမှကြားမိဘူးရင်ကလေးကရေကလည်းဒီအောင်ပဲလေညရသည်ဆိုရင်တော့ရေကကြည်တယ်ခိုးနေကလည်းလိုင်းပေါ်မှာတန်လွင်မြင့်ရညဉ့်ညမ်းလာတယ်ဆိုတာတော့တွေးလိုက်တယ်မြစ်ပေါ်ပိုင်းမှာရွှေကျင်နာတွေရွှေတူးတာတွေလှုပ်တယ်လို့သိရတယ်။ကျွန်တော်တို့ကမြစ်အောက်ပိုင်းမှာဆိုတော့အပေါ်ပိုင်းကလှုပ်တဲ့လူတွေရဲ့ဒဏ်ကိုခံရမှာပေါ့ မိကိုမချိုးဖို့မတောက်ဖို့ငားမစားဖို့သတိပေးထားတယ်လို့တော့ပြောတယ်။အဲ့ဒါတွေမလုပ်လို့တော့ရပါတယ်။ဒါပေမဲ့စိုက်ပျိုးရေးကြတော့မလုပ်ရင်ကျွန်တော်တို့ဘာနဲ့သွားစားမလဲ။လောလောဆယ်တော့လုပ်ရမှာပဲလေအချိန်ရ။ကျမ်းမာရေးထိခိုက်တယ်ဆိုရင်လည်းထိခိုက်မှာပေါ့။တန်ရွေမြင့်နေကျွန်တော်ရဲ့အလုပ်ကိုင်တွေကကင်းလို့မှမရတာ။ကရင်မြချောင်းများစောင့်ကြည့်အဖွဲကတော့အခုလိုမြင့်ရဲ့အရေးသွေးစမ်းစစ်တာကိုထိုင်းကဥဆောင်ပြီးလုပ်ခဲ့တာကိုကျေးဇူးတင်တယ်လို့ဆိုပါရတယ်။တန်ရွေမြင့်ညဉ့်ညမ်းမှုနဲ့ပတ်သက်ပြီး လူလူကိုအသိပညာပေးကိစ္စတွေတက်တူတူဖော်တဲ့ကိစ္စတွေကိုအေးအေးယူဖို့တောင်းဆိုမှုစတာတွေပူးပေါင်းလှုပ်ဆောင်သွားဖို့ရှိတယ်လို့လည်းဆိုပါတယ်။ ထိုင်းရဖတ်ဖွဲ့စည်းပြီးပြီးတဲ့ခါကျတော့ဒီ data ခံကရင်လူထုတွေပေါ့ data ခံကရင်လူထုတွေလို့ပြောတဲ့ခါမှာကျွန်တော်မြန်မာဘက်ခြမ်းမှာရှိတဲ့ဒီကရင်ပြည်နယ်မှာရှိတဲ့လူထုတွေပါမယ်ပြီးတဲ့ခါကျတော့ဒီထိုင်းဘက်ခြမ်းမှာနေအဲတာလွင့်မြစ်ဘေးမှာနေထိုင်တဲ့လူထုတွေရှိနေပြီးတော့အရဖတ်ဖွဲ့စည်းနေချောင်းရေးလုံးနေတဲ့ဖွဲ့စည်းတွေအဲဆက်ပြီးဒါလိုဒီလိုမျိုးလူထုနဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ကျွန်တော်တို့တွေဒီအသိပညာပေးတဲ့ဟာမျိုးတွေကျွန်တော်တို့ ဟိုပို့ပြီးတော့မှလှုပ်ဆောင်ဖို့လိုမယ်ပေါ့နောက်တစ်ခုကျတော့ကျတို့ဟိုအောက်ခြေမှာပဲခုနလူထုလူထုနဲ့ပူပေါင်းအရက်ဖက်ဖွဲ့စည်းတွေနဲ့ပူပေါင်းအောင်ပြီးတော့မှနိုင်ငံတကာကိုပေါ့နော်နိုင်ငံတကာကိုကျတို့ဒီဒီသံလွင်မြင့်ရဲ့ တယ်လို့မြင်နေပတ်သက်ပြီးတော့ညဉ့်ဉန်းမှုတွေနဲ့ပတ်သက်ပြီးတော့ဒီတထုတူဖို့ရဲ့ကိစ္စတွေကိုဟိုအရေးယူပေးဖို့ဥစားသဖြင့်ဒီလိုမျိုးကိစ္စတွေကိုကန့်တွေဖြစ်ရှင်းပေးဖို့ဥမာပြည်နိုင်ငံကဖွဲ့စည်းနိုင်ငံသမားအမြစ်ချောင်ကြီးလှုပ်ဆောင်နေတဲ့သူတွေကိုကျွန်တော်တို့အနေနဲ့တောင်းဆိုဖို့လိုမယ်ပေါ့ဆရာမလှုပ်ဖို့လည်းရှိရှိမှာပါဆရာမဟုတ်ထိုင်းနိုင်ငံညဉ့်ဉန်းမှုထိန်းချုပ်ရေးဌာနကတယ်လို့မြင့်ရီနမူနာတွေနဲ့ငါးနမူနာတွေကိုပြန်လည်စစ်ဆေးနေပြီး ခုနှစ်ရက်အတွင်းရလဒ်တွေထွက်ပေါ်လာမယ်လို့နိုဝင်ဘာလ9ရက်နေ့ကပြောကြားခဲ့ပါတယ်။ဒါအပြင်မြန်မာတပ်တူတွင်းနေကြောင်းတန်လျင်မြင့်နယ်မဲခေါင်မြစ်တွေမြည်ရည်ညဉ့်မှုအပေါ်နှစ်နိုင်ငံအစိုးရချင်းအရေးကြီးအရေးယူဆောင်ရွက်သင့်ပြီလို့လည်းဘန်ကောက်တမဆက်တက္ကသိုလ်တဘာဝအရေးမြင့်နယ်တဘာဝပတ်ဝန်းကျင်ဥပဒေရေးရာဌာနကတွဲဖက်ပမောက္ခကလည်းတိုက်တွန်းထားပါသေးတယ်။ကျမမြတ်သိစင်ပါရှင်။